တပ်မတော်ဆိုးမှုနဲ့တပ်မတော်ရှိတဲ့နေရာကိုပြေးလာကြတယ်ပြေးလာကြတာအများကြီးပဲမြို့ကြီးတွေပေါ်ပေါ့ဗျာနော်ဒီပဲခူးလိုရန်ကုန်လိုတော်တော်ကျိုးမြို့ကြီးတွေပေါ်နေပြီးတော့ဘက်လိုမန္တလေးရောမန်းမားပြေးလာကြသူရှင်မျိုးရှိရတယ်အဲ့ဒီအိမ်ကြီးဟာလာဟင်းလေးဖြစ်ပြီးဟိုအဲ့ဒီအိမ်ကြီးပေါ်မှာ PDF မိသားစုနေကြတယ်ကျောင်းဆရာဆရာမတွေနေကြတယ်အဲ့မှာကြောက်ဆရာကသူတို့ယောက်ျားရဲ့လာမှာပေါ့ဗျာအဲ့ချိန်မှာပြေကလေးညာလို့တပ်မတော်ကဘုံနဲ့ချင်းမျက်မှောက်ပြည်သူကိုတတ်တယ်လို့ပဲပြောအောင်ပါလားလို့ဦးစင်ကမေးခွန်းထုတ်ချင်တာပြည်သူကိုတတ်တယ်လို့ပဲပြောကြအောင်ပါလားတော်တော်မှုတွေပြောတယ်ဟုတ်တယ်ဝန်နဲ့ထပ်တူပဲဝန်နဲ့ရတယ် ဒါဘာမှပြည့်မရှိတဲ့ကိုရင်လေးတွေဒါပေမဲ့ကိုရင်လေးတွေတကူကဝမ်းနေတာကိုရင်လေးတွေကဥစဉ်အကြေးခွဲတာစိတ်မကောင်းဖြစ်မိတာဘာဖြစ်လို့ဒီအကြဖက်တရားဒီကြောင်းနေတဲ့မှာနေရတာလဲဟုတ်ပြီဖုန်းကြီးအပြစ်တော်ပြောပါသူလည်းနေရတာကိုကြောက်ရတယ်ဒီအကြဖက်တရားဘယ်လောက်နေတရားဒီပီရတ်တွေဆိုတာကလူသိရှိလို့တော့ဘယ်မှာလူသိမရှိရများလဲလူသိမရှိရများလဲဘာကြောင့်လဲအဲ့ဒီဖုန်းကြီးကဒီမှာမင်းတို့ငါဘယ်လောက်နေငါထက်မလာကြတဲ့ငါဖုန်းကြောင့်နဲ့မလာကြတဲ့လို့ပြောလို့တော့မရဘူး မရဘူး။အဲ့တော့အဖုံယူတက်ပါ။ရရရှိရှိနဲ့တန်ခါလေးကိုပို့ချတော့ရရရှိရှိနဲ့ခေါင်းကြီးကိုလုံမရမဟုတ်ဘူး PDF တွေလို့အကျမ်းပဲရှိတဲ့နေရာလေ။အဲ့တော့အဲ့မှာသေးတာလူကောင်း၄၅၀လေးတွေဗျာ။တန်ခါတန်ခါတစ်ချီတန်ခါလေးဒီလိုဖြစ်တဲ့တန်ခါလေးနဲ့ခေါင်းကြီးဘယ်လိုခေါင်းကြီးလက်မှန်းနေပါဒီလောက်ပဲခဏတော့ပုံကြီးချက်ပြီးပြည်လူရဲ့ခြေလမ်းညလုံးဝါရခံကြတာ။ဝါရခံကြတာ။ကဲသူတို့ PDF တွေပဲကကျုပ်ကိုဘယ်လိုမြင်မလဲပောက်ကူတော့။မဟုတ်လားခေါင်းကြီး။ဘောမခေါင်းကြီး။အကျမ်းပဲခေါင်းကြီးဆိုပြီးမြင်ရတာလေလေဗျာ။ မင်းရတာပဲအဲကျောင်းတော်ကလည်းထုံချိုးအကြမ်းဖက်တွေကိုလက်ခံလာတဲ့ဘုန်းကြီးကြောင့်မလို့မြင်မလဲမလို့မြင်မလဲအဲ့တော့တော်ကျင်တာကနှောင်ချုံမြို့မှာရှိတဲ့ပြည်သူများအလုံးအနေနဲ့ဒီရဲ့ပိုင်းထဲမှာအမတို့နှောင်ချုံမြို့မှာမနေကြောင်းပဲဦးစင်တိုက်တွန်းနေတယ်။အခြားအခြားမြို့တွေဒီဘောလို့ကြောင်မဲ့လို့ပဲတောင်းဒီကနှောင်ချုံတို့ပေါ့ဒီဘက်ဦးစင်တို့ဒပိုက်ကျက်ဘက်မှာရှိတဲ့မြို့တွေနော်ပြည်သူတွေဝေးရကိုရှောင်ကြဝေးရကိုနေကြ အကြဖက်နဲ့ရောနေတယ်အကြဖက်ကိုအားပေးနေတယ်အကြဖက်ကိုထောက်ကနေတယ်ဆိုရင်ခင်ဗျားတို့လည်းအကြဖက်ပဲလို့ကျုံတို့အတတ်မဲ့မှာပဲအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အကြမ်းဖက်နယ်မြေမှန်သမျှဘုံကျဲရှင်းလင်းမာလို့ပောက်ကိုတော်တတိပေးလိုက်တဲ့ရုပ်တံနဲ့အတူစစ်ကောင်စီရဲ့စစ်စေးရေးဂိတ်တွေမှာနှိပညာအုံပြုပြီးဖန်ဆီးခံရသူများလာတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်မုံပြည်နယ်အတွင်းကစစ်စေးရေးဂိတ်တွေမှာ PSNS နှိပညာလို့ခေါ်တဲ့ထည့်သွင်းထားတဲ့တက်ပလက်တွေနဲ့စောင့်ကြည့်ဖန်ဆီးမှုများလာတယ်လို့စစ်စေးရေးဂိတ်တွေနဲ့နှိဆက်သူတွေကပြောပါတယ် PSNS နီးပညာဆိုတာလူပုဂ္ဂိုလ်တဦးချင်းစီကိုစစ်ဆေးကြည့်ရှုခြင်းနဲ့ထိမ့်သိမ်းဆောင်ရွက်မှုများကိုတိကျစွာစောင့်ကြည့်နိုင်တဲ့နီးပညာတစ်ခုဖြစ်ပါတယ်။မက်လအတွင်းမှာပင်ပြည်내အတွင်းစစ်ဆေးဂိတ်တွေမှာ PSNS နီးပညာကိုအသုံးပြုပြီးစစ်ဆေးမှုကြောင့်ဖန်ဆီးခံရသူ၅ဦးထက်မနည်းရှိတယ်လို့စစ်ဆေးဂိတ်မှာတာဝန်ထမ်းဆောင်နေသူနဲ့နီးစပ်သူတဦးက၎င်းအင်စာစင်ကိုပြောပါတယ်။ အဲ့ဒီနီးပညာထဲမှာကအရင်905အမှုလို့အပါဝင် နိုင်ငံရေးအမှုတွေနဲ့သူတို့ဘက်ကအလို့ရှိသူတွေရဲ့မှတ်တမ်းတွေကိုထည့်သွင်းထားတာဥပမာဂိတ်ကိုဖျက်တမ်းလာတဲ့သူတယောက်ရဲ့မှတ်ပုံတင်နံပါတ်ဓာတ်ပုံလက်ပွေတစ်ခုခုကိုယူပြီးအဲ့ဒီစနစ်နဲ့တိုက်စစ်လိုက်တာနဲ့အမှုဟောင်းရှိတဲ့သူဆိုတန်းပေါ်တဲ့အဲ့ဒီနီးနဲ့ဖမ်းဆီးနေတာလို့ပြောပါတယ် PSNS နီးပညာနဲ့စစ်ဆေးရေးဂိတ်တွေမှာတိုက်ဆိုင်စစ်ဆေးနေတာကြောင့်ရခိုင်ကလေးကနိုင်ငံရေးပုံမှန်တွေနဲ့အမှုဖွင့်ခံရသူတွေဂိတ်တွေကနေဖြတ်တန်းတဲ့အချိန်မှာဖမ်းဆီးခံရနိုင်တယ်လို့သူကဆက်ပြောပါတယ်မလ15ရက်နေ့မော်လမြိုင်အတရန်တံတားမှာမိထီလာရဲစခန်းကအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုံမှန်50ညနဲ့အမှုဖွင့်ခံထားရတဲ့မော်လမြိုင်မြို့ရွှေမြိုင်တီရီရက်ကွက်နေကိုစွန့်ပြေဆောင်ဟာ PSNS နီးပညာနဲ့ဖမ်းဆီးခံရရပါတယ်။မြို့ရေးမင်္ဂလာပါဗျ။ ီနေ့က18ရက်3လပိုင်း2025နေ့ကနေခင်း3နာရီမိနစ်20ပါပေါ့နော်ဒါဥစဉ်ကနေခင်းပိုင်းမှာပြောလိပြောထားမရှိပါဘူးနော်ဒါမနေ့ကဥစဉ်မပြောတဲ့အတွက်ကြောင့်ဒီနေ့ခင်းမှာဥစဉ်ပြောပြခြင်းဖြစ်ပါလိမ့်ဗျာဘာပြောချင်တာလဲဆိုလို့ရှိရင်ဥစဉ်တော့ခုဘာပေါ်တော့ပြောချင်တာကနေပိတ်တီတောင်နေပိတ်တီ PDF အကြံဖက်တီတော်မှာဘီဒီအကြံဖက်တီပေါ့နော်ခောက်ခောက်ပြပြီးဒီပဇက်ဆက်ပြတာခောက်ခောက်ဒေါင်းဆိုင်တော်မှာတန်ခါကိုကြီးညိုရက်လာပြီဗျတန်ခါကိုကြီးညိုရက်လာပြီနော် ။ဘာဖြစ်လို့တန်ခါကိုဒီအရှိမှာတန်ခါတွေညောင်းတော့တက်ခံရတယ်90ကျော်တက်ခံရတယ်ပြ90ကျော်တက်ခံရတယ်တန်ခါတွေညောင်းတော့ဒါဟုတ်လားဦးဇင်းတို့စကိုင်းမှာလည်းဒီ PDF ချက်ဖက်တည်းရဲ့တခါဦးဇင်းတို့ဖတ်ထားခြင်းတစ်ဖက်စတင်မှာလည်းကိုယ်လေးတွေမိုင်းပြီးလို့ခြေတော့ဖြတ်လိုက်ရတယ်တပားကပြန်တော်မူတယ်။ဒါနဲ့ပြည်သူများအားလုံးသိကြမှာပါဗျာနော်။ဒါ90ကျော်ဆိုတာတရားဝင်မမြင်နဲ့မကြော်တဲ့ဟာကြီးရှိရဲပူပူနွေးနွေးတက်ခံရတာလည်းအများကြီးနော်ရှမ်းဦးစင်းတပတ်ဆိုရင်လည်းဒါရှမ်းဆရာတော်တပတ်ဆိုရင်လည်းဒါတက်ခံရတာမကြသေးပါဘူးဗျာနော်အဲ့တော့ပြောချင်တာကရွယ်ချက်ရှိရှိ တက်တာရေချက်ရှိရှိလောက်တာဒါတော့ပြည်သူများအားလုံးသိဖို့လိုပါလိမ့်မယ်နော်အဲ့တော့ဦးစင်းကဘာလို့ပြောချင်တာလဲလို့ခင်ဗျားတို့ကမေးခွန်းထုတ်လိုက်တယ်ဦးစင်းတို့ဒါနောက်ချိုးမှဖြစ်သွားလိမ့်ဗျာနောက်ချိုးမှနော်တတိယဒီစာတေတိုင်းလို့တော့တော့တာပဲစာတေတိုင်းလို့တော့ညာရေးထားတယ်ပေါ့နော်စာတေတိုင်းဒါပေမဲ့ဒီချိန်မှတော့ဆက်ဒီလိုဝင်ငင်းကြတဲ့မေးကြတဲ့မဲရောက်နေတဲ့မိတ်ညီညီမှာတော့ပဲစာတေတိုင်းမှာဆာလာမတင်ကြပါဘူးကဲနော် ဟာဒီ night ဆိုတာလဲဥစဉ်လို့နေခဲ့တဲ့အကြောင်းလဲဆိုတော့ချိန်ရဆိုလို့ရှိရင်ဒါတန်ကားတွေမများစွာရှိတယ်တန်ကားတွေဒါမများစွာဆိုတာ200 300ပေါ့နော်ဥစဉ်စာတင်တိုင်းလေးဆိုခုဆိုလို့ရှိရင်20တောင်မပြည့်တော့ပါဘူးเนาะဒါဆိုမျိုးကြီးတွေမှာเนาะအချို့ဥစဉ်တို့တိုက်ကြီးတွေမှာဆိုလို့ရှိရင်တန်ကားတွေကမမြင်ရတော့လောက်ပဲရှားပါတော့ပါပဲเนาะကိုအဲ့လိုနေရာမှာတန်ကားတွေမများစွာစာတင်တိုင်းကြီးဆိုကြီးကြီးချက်ပြီးပြုတ်ပစက်စပီကာပြောကြတာပေါ့ကနော်အဲ့တော့စိတ်မကောင်းပါဘူးဥစဉ်ကစိတ်မကောင်းတာလာနာတွေ့တယ်ပေါ့နော်ဒါစိတ်ရှောင်လေးတွေ၊ကိုယ်စိတ်ရှောင်ကိုယ်လေးတွေကိုယ်ဝက်ထားပေါ့ဒီမှာနေကြတယ်ပေါ့နော် တော့ဦးစင်းပြောချင်တာကအစ်စ်ဆောင်ဒီဦးစင်းဥပမာလေးတစ်ခုပြောမယ်ဗျာနော်ရွှေကျင်ကြောက်ကြီးဘက်မှာမနေ့ကဖြစ်ကြတယ်မနေ့ကဖြစ်တော့ဒီကားလေးမမသွားတဲ့ဘကိုးရွှေကျင်ကြောက်ကြီးဘက်ဒီမှာနော်ဒီညအစာကောက်လိုက်တော့ငောင်သားစွာဒီကေတေသွားတယ်ဘကား၃စီးလောက်နေတာဘယ်သူမှတည်င်းတော့မတင်ကြသေးပါဘူးနော်ဒါဦးစင်းတို့လောင်းနေတဲသွားတယ်ပေါ့ဗျာအဲ့တော့ဦးစင်းအဲ့ရွှေကျင်ကြောက်ကြီးဘက်ဒီကြောဒီကြောဘာပြောချင်လဲဒီကေကေနေယူတွေကလောကကလို့အဲ့မှာစီရီယံဆီယမ်တွေရှိရဒီတော့ရေးတယ်မှာအဲ့ PDF တွေရဲ့လက်တော့ရောက်နေရှိတယ်ပေါ့ဗျာလက်တော့ရောက်နေမှာငါ့ဆိုတာရှိတယ် အဲ့ဒီလက်သုံးကြောင်းတွေခုမထားတော့ဘာဖြစ်လို့ကိုယ်မမှမထားတော့ရိတ်ခါအပြည့်ရက်ခက်ခဲသွားမကျွေးနိုင်တော့မကျွေးနိုင်တော့ပါလဲဆိုတော့အဲ့တော့အေးချမ်းချမ်းနေတဲ့ဘီယူတွေငိမ့်ချမ်းမှုကိုလိုလားတဲ့ဘီယူတွေအေးချမ်းမှုကိုလိုလားတဲ့ဘီယူတွေအကြမ်းဖက်မှုကိုမလိုလားတဲ့ဘီယူတွေအများစုကအဲ့တိမ်တွေပြစ်ပြီးမှဒီဟိုပါပေါ့နော်တပ်မတော်ဆိုးမှုတဲ့နေတပ်မတော်ရှိတဲ့နေရာတွေပြေးလာကြတယ်ပြေးလာကြတာအများကြီးပဲမြို့ကြီးတွေပေါ့ပေါ့ဗျာနော်ဒီဘကောတို့ရန်ကုန်တို့တော်တော်ချို့မြို့ကြီးတွေပေါ့နေပြီးတော့ဘက်မန္တလေးရောမန္တလေး တေးလာကြသူရှင်မျိုးရှိရတယ်အဲ့ဒီအိမ်ကဟာလာဟင်းလေးဖြစ်ပြီဟိုအဲ့ဒီအိမ်ဒီပေါ်မှာ PDF မိသားစုနေကြတယ်ကျောင်းဆရာဆရာမတွေနေကြတယ်အဲ့ဒီမကျောင်းဆရာဆရာမတွေတို့ရောက်ကြရင်လာမှာပေါ့ဗျအဲ့ဒီချိန်မှာပြည်တင်းညာလို့တပ်မတော်ကဘုံနဲ့ချိုင်မျက်တော့ပြည်သူကိုတတ်တယ်လို့ပဲပြောအောင်ပါလားလို့ဦးစင်ကမေးခွန်းထုတ်ချင်တာပြည်သူကိုတတ်တယ်လို့ပဲပြောကြအောင်ပါလားနော်အဲ့တော့ဦးစင်တို့နောက်တစ်ချက်ကဦးစင်တို့ပေါင်းလို့နေမှာဘုံကြီးကျောင်းထဲမှာအဲ့ဒီရွာရဲ့ကျောင်းထိုင်ဘုံကြီးကမရှိတော့ဘူးခဏလို့ဒူပိုင်းအညာဒူပိုင်းဆိုပြီးကြားလိုက်မှာပေါ့အညာဒူပိုင်းဆိုပြီးခဏလို့ကြားလိုက် ခေါင်းကြီးကြောင်းကြီးထဲမှာခမ်းမာကြီးတစ်ဖွဲလုတ်ပြီးမဟုတ်လားမင်္ဂလာဆောင်ခမ်းမာကြီးတစ်ဖွဲလုတ်ပြီးမှာခန့်ခန့်နာနာကြီးကပီရက်ကြီးနဲ့မင်္ဂလာဆောင်နဲ့နော်မင်္ဂလာဆောင်နဲ့ပီရက်ကြီးညောင်းသားဆောင်တက်လာတယ်အဲ့ဒီမှာလာတဲ့ခါမှာခင်ဗျားတို့ကဲဒသိညာကြီးမဲသခိုင်းတိုင်းမူကနေမှာလေးနဲ့ချဲတယ်ကြာလေးနဲ့ချဲတဲ့ခါမှာလဲခေါင်းကြောင်းကြီးကိုလေးနဲ့ချဲတယ်လို့ခင်ဗျားတို့ကပြောဦးမှာလားဖုံးကြောင်ကြီးလေးနဲ့ဖုံးကြောင်ကြီးလေးနဲ့အဲ့ဖုံးကြောင်ကြီးရဲ့မှာခဏတော့ဘာလုပ်နေကြလဲဖုံးကြောင်ကြီးရဲ့မှာဘာလုပ်နေကြလဲ အညာဒေတာတော်တော်များများဒေတာခေါင်းကြီးကျောင်းနေမှာခေါင်းကြီးမရှိတော့ရှိတဲ့ကျောင်းက PDF ထောက်ကန်တဲ့ခေါင်းကြီး PDF ကိုအားပေးတဲ့ခေါင်းကြီးအကြက်ဖက်ကိုအားပေးတဲ့ခေါင်းကြီးဘုရင်တို့ပေါင်းနေမှာပေါင်းလို့နေဆိုကြပြိုလို့ပေါ့ကြပြိုလို့ခေါင်းကြီးလို့ဆိုတာပေါ့ PDF ကိုပက်ပက်ဆက်ဆက်သူကိုယ်တိုင်အကြက်ဖက်ဥစည်းပြီးသူကိုယ်တိုင်အကြက်ဖက်ဥဆောင်နေတဲ့ခေါင်းကြီးတပါပဲခေါင်းကြီးတပါပဲအဲ့လိုဖြစ်တယ်အဲ့လိုနေရာကိုကဖုံးချဲလိုက်တယ်ရပ်ရရှိတဲ့နေရာကိုဖုံးချဲပလိုက်တယ်ချပလိုက်တယ်ဒါတွေက ်သခိုင်းတိုင်းမှုကိုယ်တိုင်ကလည်းသိရမဟုတ်ဘူးဗျာတိုင်းမှုလေးကိုယ်တိုင်မသိဘူးမသိဘူးမသိဘူးတိုင်းမှုလေးကိုယ်တိုင်မသိဘူးနဲ့ဘယ်လိုပြောအဲ့ဒီထဲကပြောလို့တိကြပေါ့အကြမ်းဖက်ကမကိုမလိုလားတဲ့မမချစ်တော်လဲအောက်ကနားရလို့ပေါ့ဗျာဟုတ်လားမထောက်ခံနေတော့လဲထောက်ခံနေရတယ်နေရာကားကိုကြောက်နေရတဲ့ဘဝ အဲ့လိုလူကဒီနေရာမှာဒီနေရာမှာဘယ်နေဘယ်ရရှိပါလဲဘယ်နေဘယ်နေပီဒီအက်တွေလာပါဘယ်နေဘယ်နေပီဒီအက်ခေါင်းဆောင်တွေလာခိုင်လုံတဲ့တည်းကိုပေးထားတဲ့အတွက်ကြောင့်အဲ့ဒီရောပုံချတယ်အဲ့မဲ့မြန်ညာလူပိုင်းကစီစီကားကလူလူပြောတော့ဒေါ်လာရေးရမှာမင်္ဂလာဆောင်ပါလို့ဒေါ်လာရေးပြည်သူတွေရဲ့အဲ့ငွေတွေကတော့ဒေါ်လာစီစီကားကြီးငွေလုံးဆိုကြဒေါ်လာတပ်ပုံကြီးနဲ့ဘာလို့ခန်းခန်းလိုက်တော့ဘယ်ရပ်ပစံနဲ့ဆောင်ပါလဲလူပြောတော့ဒေါ်လာရေးလုံညာဆိုအတော်တိုင်းလုံနေလားရေနံတုတ်ကိမလို့သိစီချရတယ်မေခွေးထောက်ရမယ်ငွေရှားနေလားသမားနိုင်နေလားစာကြီးကောင်းနေလားမေခွေးထောက်ရမယ်ခင်ဖြစ်နေပြီဟုတ်ပြီတန်ဆက်မယ် ။နောက်ချိုဖုံးပြည့်ရဒီစတင်လိုက်ကိုတက်မလို့ကနေမလုပ်သွားတယ်တဲ့။ကောင်းကွင်လေးတွေတန်တော်မူတယ်ပြောတယ်ဟုတ်တယ်ဝမ်းနေဖတ်တူပဲဝမ်းနေရတယ်။ဒါဘာမှပြည့်မရှိတဲ့ကွင်လေးတွေဒါပေမဲ့ကွင်လေးတွေတကူကဝမ်းနေတာကွင်လေးတွေကဥစဉ်အကြေခွဲတာစိတ်မကောင်းဖြစ်မိတာ။ဘာဖြစ်လို့ဒီအကြဖက်တွေကဒီတောင်းနေတယ်မှနေရတာလဲ။ဟုတ်ပြီဖုံးကြီးအပြစ်တော်မပြောပါဘူး။လူလည်းနေရတော့ကြောက်ရတယ်။ဒီကြက်ဖက်တရားဘယ်လောက်နေတရားတပိရိယတ်တွေဆိုတာကလူသိရှိလို့တော့ဘယ်မှလူသိမရှိရများတယ်။ လုံးလေးမရှိရညားတယ်။ဒါကြောင့်အဲ့ဒီဘုန်းကြီးကဒီမှာမင်းတို့ငါဘလောင်နဲ့ငါထက်မလာကြနဲ့ငါဘုန်းရောက်နဲ့မလာကြနဲ့လို့ပြောလို့တော့မရဘူး။မရဘူး။အဲ့ဒါအဲ့ဘုန်းကြီးကတက်လာ။ရိုရက်ရှိရှိနဲ့တန်ငါတွေကိုဘုန်းချတော့ရိုရက်ရှိရှိနဲ့ဘုန်းကြီးကိုလုံးမရဘူး။ဘုန်းဘီဒီယက်တွေလို့အကြမ်းဖက်ရှိတဲ့နေရာတွေ။အဲ့တော့အဲ့မှာသေတာလူပေါင်း၄၅၀ဒီတယ်ဗျာ။တန်ငါတန်ငါတချီတန်ငါတွေဒီလိုပြည့်တဲ့တန်ငါတွေလက်တဲ့ဘုန်းကြီးဘယ်လိုဘုန်းကြီးလက်မှန်းနေပါဒီတော့ပဲခဏတော့ပုံကြီးချက်ပြီးပြည်လူတွေအထင်လွတ်အနေလောက်ဝါးလာခံကြတာ ဝါးဆိုင်ကြတာကဲသူတို့ PDF ဒီဘက်ကကျုပ်ကိုမလို့မြင်မလဲပောက်ကူတော့မလားဘုံကြီးဘောမဘုံကြီးအကြမ်းဖက်ဘုံကြီးဆိုပြီးမြင်ရတာလေလေကမြင်ရတာနဲ့အကျုံတို့ဘက်ကလည်းအဲ့ဘုံကြီးချိုးအကြမ်းဖက်တွေကိုလက်ခံရတဲ့ဘုံကြီးကြောင့်မလို့မြင်မလဲမလို့မြင်မလဲဘုံကြီးချက်ပြီးမဟာသာတိုင်ကြီးသာတိုင်ကြီးတန်ငါးလေးပေါင်းသားစွာရှိတဲ့ဆဲမှာဦးဇင်းတို့လည်းသာတိုင်လာသတ္တုမြတ်သားကတင်ကန်းဝယ်လာတာ ဘယ်စာရင်လိုက်ကဘယ်လိုကောင်းလဲဘယ်စာရင်လိုက်ကစာရင်နာဘယ်လောက်ရှိတယ်ဘယ်စာရင်လိုက်ကစာအောင်ချက်ကောင်းတယ်ဘယ်နေရာမှာဘယ်လိုရှိတယ်ဆိုတာဥစဉ်တို့လည်းသိတာပဲသိတာပဲဥစဉ်အဲ့ဒီအရင်ရဲ့မှာလည်းပြောခဲ့တယ်အဲ့တော့အကြဖက်ဒီပြောနေတာမင်းတို့ဘုန်းကြီးကျောင်းနေမှာငါပါမယူရပါနဲ့ဘုန်းကြီးကျောင်းနေဖရာစီဒီတွေကိုမင်းတို့ဓာိုင်းကတော့မလုံးကြပါနဲ့ဘုန်းကြီးကျောင်းနေဝေးတဲ့နေရာမှာမင်းတို့သွားကြဘုန်းကြီးကျောင်းနေဝေးတဲ့နေရာမှာမင်းတို့နေကြမင်းတို့မကျင်တဲ့လူတွေကတော့လည်းဘယ်လိုဝဲချာချာဘယ်လိုဝဲလုပ်လို့ ဘုန်းကြီးเจ้าနေကိုမှမလို့စကားမချပါနဲ့ဘယ်ဘုန်းကြီးကမှမလို့လက်မခံရဘူးအရက်ပဲအားပေးတဲ့ဘုန်းကြီးဆိုတော့လက်ခံမှာပေါ့ကွာနော်ဟေးစစ်စစ်ငင်းငင်းနဲ့နေတဲ့တော်ချုပ်မြို့မှာလည်းဘုန်းကြီးတွေမှာ၅ပါးရှိတယ်ပြည်ဦးလည်းမှာတချို့ရှိကြတယ်ပြည်ဦးလည်းမှာရှိကြတယ်မန္တလေးမှာရှိကြတယ်အများကြီးပဲအဲ့တော့ကြွချင်တာကနောင်ချုံမြို့မှာရှိတဲ့ပြည်သူများအားလုံးအနေနဲ့ဒီရက်ပိုင်းထဲမှာအမတို့နောင်ချုံမြို့မှာမနေကြဘူးပဲဦးစင်ကတိုက်တွန်းနေတယ် အခြားအခြားမျိုးတွေဒီဘောလုံးကြောင်မဲ့လို့ပဲတော့ဒီကနောက်ဆိုးတော့ပေါ့ဒီဘက်ဥစဉ်တော့တပည့်ကြီးပဲမှရှိတဲ့မျိုးတွေနော်ဒီလူတွေဝေးရကိုရှောင်ကြဝေးရကိုနေကြအကြဖက်နဲ့ရောနေတယ်အကြဖက်ကိုအားပေးနေတယ်အကြဖက်ကိုထောက်ပံ့နေတယ်ဆိုရင်ခင်ဗျားတို့လည်းအကြဖက်ပဲလို့ကျုပ်တို့ကတတ်မှတ်မှာပဲအဲ့တော့အကြဖက်ရှိတဲ့နေရာကိုရှင်းလင်းရမှာတတ်မှတ်တော်ရဲ့အလုပ် အဲ့တော့အခုမှတန်ခါကိုတာအားကြီးကြီးညိုရက်လာပြီပေါ့နော်တာအားကြီးကိုကြီးညိုအပါ60ကိုရဲဆက်ဆက်လဲထိတတ်တဲ့ရဲဆက်ဆက်ပြစ်တတ်တဲ့ရဲဆက်ဆက်တန်ခါရေကိုတက်ခဲတော့မှဘသူတွေကဘာလာပြတ်တယ်လဲဒီပိတ်တွေရဲ့ပါဇက်ကဟိုအားဆုတ်ထားလို့လားအဲ့လိုပဲပောက်ကိုတော့ကမိန်ကွန်းထုတ်ချင်ပါလေအားလုံးတာပါပဲကြာ